အာရှနိုင်ငံသုံးခုကို6ရက်ကြာရောက်ရှိနေတဲ့သမ္မတဒေါ်နယ်ထရမ့်ဟာအော်တိုဘားလ26ရက်နေ့ကထိုင်းနဲ့ကမ်ဘောဒီးယားတို့အကြားပြီးခဲ့တဲ့ဇူလိုင်လ28ရက်နေ့ကရရှိခဲ့တဲ့ငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်ထိုးတဲ့အခမ်းအနားကိုတက်ရောက်ခဲ့ပါတယ်။ဒီသဘောတူညီချက်ဟာရေးပွဲအဖြစ်ကြည့်မယ်ဆိုရင်တော့ငြိမ်းချမ်းရေးလိုလားတဲ့စကလုံးအတုံးလုံးတွေပါဝင်နေတာမှန်ပေမဲ့တကယ်ငြိမ်းချမ်းရေးကိုဖြစ်ပေါ်စေမဲ့ခိုင်မာတဲ့ သဘောတူညီမှုတွေတော့မပါဝင်ပါဘူးဇူလိုင်သဘောတူညီချက်အရနှစ်ဖက်စလုံးကနေဆက်ဒေတာမှာရှိနေတဲ့အမြောက်တွေလက်နက်ကြီးတွေပြန်ရုပ်သိမ်းပြီးမြင်းမြုပ်မိုင်းတွေကိုလည်းရှင်းလင်းပေးကြရမှာဖြစ်ကြောင်းနဲ့အပြစ်ခတ်ရက်စဲရေးကိုအာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ဦးဆောင်တဲ့အာဆီယံအဖွဲ့ကစောင့်ကြည့်သွားမှာဖြစ်ကြောင်းဖော်ပြထားပါတယ်ဒါ့အပြင်ငင်းကြမ်းနဲ့တွစ်ဆုံဆွေးနွေးမှုတွေဖြစ်ပေါ်စေမဲ့အခြေအနေကိုဖန်တီးနိုင်အောင်ဒီငင်းကြမ်းရေးသဘောတူညီချက်ကိုထိပါစေမဲ့ ဝါရဖြန့်ချီမှုတွေမလုပ်ကြဖို့နှစ်ဖက်စလုံးကသဘောတူထားကြပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားကြားဖြစ်ခဲ့တဲ့၅ရက်ကြာနယ်စပ်ပစ်ခတ်တိုက်ခိုက်မှုတွေအဆုံးသတ်ခဲ့တာသူကြားဝင်ဆောင်ရွက်ပေးခဲ့တဲ့အတွက်ဖြစ်တယ်။သူဟာငင်းချမ်းရေးတမရဆိုတာကိုသတင်းစာရှင်းလင်းပွဲတွေမှာရောလူမှုကွန်ရက်တွေကပါတမရထရမ့်ကအကြိမ်ကြိမ်ပြောဆိုနေခဲ့တာပါ။ဒါဆိုငင်းချမ်းရေးသဘောတူညီချက်ရရှိအောင်တမရထရမ့်ကဘလို့အခန့်ကဏ္ဍကနေပါဝင်ဆောင်ရွက်ပေးခဲ့တာပါလဲ။ ထိုင်းနဲ့ကမ္ဘောဒီးယားတို့နယ်စပ်ပိပခတွေဖြစ်တဲ့အချိန်ဟာသမရထရမ်ကဒီနိုင်ငံအပါအဝင်ကမ္ဘာနိုင်ငံအများအပြားပေါ်သွင်းကုန်ခွန်တွေအဆမတန်တိုးကောက်မယ်လို့ကြေညာထားတဲ့အချိန်နဲ့တိုက်ဆိုင်နေပြီးနိုင်ငံစလုံးကလည်းအမေရိကန်နဲ့ကုန်သွယ်ရေးအဆင်ပြေမှုကိုလိုလားနေတဲ့အချိန်ဖြစ်တာကြောင့်သူတို့ရဲ့စီးပွားရေးဆိုင်ရာလိုလားချက်ကိုအတုံးချပြီးအပြစ်ခတ်ရကြဖို့သမရထရမ်ကဖိအားပေးလှုံ့ဆော်ခဲ့တာလို့သုံးသပ်သူတွေကယူဆကြပါတယ်ဒီသဘောတူညီချက်ရဖို့ဂျာဝင်ဆောင်ရွက်ပေးခဲ့ကြသူတွေထဲမှာ သမရထရအပြင်အာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နဲ့တရုတ်နိုင်ငံကအထူးတန်တမာအဖွဲ့တို့လည်းပါဝင်ပါတယ်။အောက်တိုဘာ26ရက်နေ့ကလက်မှတ်ထိုးတဲ့အခမ်းအနားမှာဒီသဘောတူညီချက်ရအောင်ပူးပေါင်းဆောင်ရွက်ပေးခဲ့တဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကိုသမရထရကချီးကျူးပြောကြားခဲ့ပေမဲ့တရုတ်နိုင်ငံရဲ့အခမ်းအနားကတော့ပျောက်နေပါတယ်။တခြားတိုက်ဆိုင်ချက်တစ်ခုကတော့အဲဒီကာလတွေဟာနိုဘယ်ငြိမ်းချမ်းရေးဆုရွေးချယ်ရမယ့်အချိန်နဲ့မချေမနှောင်ဖြစ်နေတဲ့အပြင်သမ္မတထရမ့်ကိုယ်တိုင်ကလည်း ငင်းချမ်းရေးသမရလို့တစ်ဖက်မှာကြွေးကြော်နေတာအပြင်နိုဘယ်ငင်းချမ်းရေးဆုကိုသူရရှိတင်ကြောင်းထုတ်ဖော်ပြောဆိုတဲ့အထီးရှိခဲ့ပါတယ်။အော်တိုဘာ26ရက်မှာငင်းချမ်းရေးသဘောတူညီချက်ကိုလက်မှတ်ထိုးလိုက်နိုင်တာဟာအရေးပါတဲ့ခြေလှမ်းတရအဖြစ်သမရထရန်ကပြောကြားခဲ့သလိုထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံစလုံးနဲ့ကုန်သွယ်ရေးဆိုင်ရာသဘောတူညီချက်တွေရရှိလိုက်ပြီးဖြစ်ကြောင်းအမေရိကန်အစိုးရကလည်းချက်ချင်းဆိုသလိုကြေညာခဲ့ပါတယ်။နောက်ကွယ်ကအကြောင်းတရားတွေဘလို့ပဲရှိနေစေအောင်တော့ နှစ်ဖက်ပြည်သူအနည်းဆုံး40လောက်သေဆုံးခဲ့ပြီးလူ3သိန်းကျော်လဲနေရာဆွန့်ခွာထွက်ပြေးခဲ့ကြရတဲ့ထိုင်းနဲ့ကမ္ဘောဒီးယားအကြားကဒီပိဋကရပ်ဆိုင်သွားအောင်အလင်းအမြာလှုပ်ဆောင်ပေးနိုင်ခဲ့တဲ့သမ္မတထရန့်ကိုတော့နိုင်ငံတကာကအသိအမှတ်ပြုချီးကျူးကြပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ကတော့သမ္မတထရန့်ကိုနောက်တစ်နှစ်မှလဲနိုဘယ်ညင်းချမ်းရေးဆုချီးမြှင့်ဖို့အတွက်ထပ်မံအဆိုတင်သွင်းမယ်အကြောင်းအောက်တိုဘာ26ရက်လက်မှတ်ထိုးပွဲအခမ်းအနားအပြီးမှာပြောကြားခဲ့ပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်လိုက်ပါ။